ထောင်ကူရနစနခုနေနိုဝင်ဘာလ၄ရက်ယနေ့လိုနေ့မျိုးတွင်ဗြိတိရှာရှီအောင်သူတည်သည့်ဟောင်းဝတ်ကာတာသည်အီဂျစ်နိုင်ငံဘရင်များ၏ချော့ဝိုင်းတွင်နာမည်ကြီးအီဂျစ်ဖာရိုဘရင်တပိုင်း၏ကူးတင်ဆိုင်ဝန်ဘောက်ကိုရှာဖွေတွေ့ရှိခဲ့သည်ထိုဖာရိုဘရင်မှာမိသူနီအေရမ်ဆက်နေရမ်ဇက်စ်တူဘီကလီယိုပါထရာကလီယိုပါထရာစီတူတင်ခါမန်တူတန်ခါမန် D. Akhenaten. Akhenaten. အဖြေမှန်မှာ C. တူတင်ခံဝန်ဖြစ်သည်1922ခုနှစ်နိုဝင်ဘာလ4ရက်နေ့တွင်ဟောင်းဝတ်ကာတာသည်ဘီရင်များ၏ချောင်းဝမ်း၌ဤကူတင်ဆိုင်သောဦးတည်သောလေကားတွေများကိုစတင်သူရှိခဲ့သည် တူတင်ခါမွန်ဒီအစွမ်းထက်တော့ဖားတော့တဘာမဟုတ်တော့လေသူဤဂူမာနှစ်ပေါင်းသုံးပေါင်းကြော်ကြသကိုးများဤဖြက်စည်းမှုမှာကင်းလို့ခဲ့ပြီးအဖိုးမဖြစ်နိုင်တော့ယရနာများဖြစ်လျက်ထွေးရှိခဲ့ရသောကြောင့်ကဘာပေါ်တွင်အကြော်ကြဆုံးဖြစ်လာခဲ့သည်